ခြေပနောက်နာလို့စိတ်ညစ်နေရတဲ့မိษွေတို့အတွက်နီလန်းကောင်းလေးတွေပြောပြပေးမယ်နော်။မနက်အိပ်ရာထချိန်မှာခြေထောက်ကိုအောက်ချလိုက်တာနဲ့ခြေပနောက်ကစူးကနေနာကျင်တာမျိုးလမ်းနည်းနည်းလျှောက်လိုက်ရင်နာကျင်ကြိုက်ခဲလာတာမျိုးကိုလူတော်တော်များများကြုံတွေ့နေရပါတယ်။ဒါဟာနေ့စဉ်လှုပ်ရှားမှုတွေကိုတော့အနှောင့်အယှက်ဖြစ်စေနိုင်တဲ့အတွက်ဒီပြဿနာကိုအိမ်မှာပဲတက်တာအောင်လှုပ်ဆောင်နိုင်မဲ့နီလန်းကောင်းလေးတွေကိုမျှဝေပေးလိုက်ပါတယ်။ ခြေထောက်ကိုအနာပေးတာဟာအရေးကြီးဆုံးအချက်ပါအထူးသဖြင့်ကြာရှည်စွာ မတ်တည့်ရခြင်း၊လမ်းများကြီးလျှောက်ခြင်း၊ပြေးခြင်းစတဲ့ခြေပနှောင်းကိုဒဏ်ဖြစ်စေတဲ့လှုပ်ရှားမှုတွေကိုတတ်နိုင်သလောက်ရှောင်ကျဉ်ပါနာကျင်မှုတက်တာလာတဲ့အထိအနားယူပေးပါ။အကြောလျှော့ပါ။ခြေတလုံးကျက်သားနဲ့ခြေဘွားကြောတွေကိုညင်သာစွာဆွဲဆန့်ပေးခြင်းကနာကျင်မှုကိုအလွန်တက်တာစေနိုင်ပါတယ်။နှယံကိုတွန်းပြီးအကြောလျှော့ခြင်း နေရန်ကိုလက်နှစ်ဖက်နဲ့တွန်းပြီးခြေတစ်ဖက်ကိုရှေ့ထုတ်နာနေတဲ့ခြေထောက်ကိုနောက်မှထားကခြေပနှောင့်ကိုကျန်းပြင်းနဲ့မခွာစေဘဲခြေတလုံးကြွက်သားတင်းလာအောင်ဆွဲဆန့်ပါခြေဘွားကိုဆွဲဆန့်ခြင်းထိုင်နေရင်ခြေချောင်းလေးတွေကိုလက်နဲ့ကင်ပြီးခန္ဓာကိုယ်ဘက်ကိုညင်သာစွာဆွဲပေးပါလေးတင့်တော်တဲ့ဖက်နှက်ကိုရွေးချယ်ပါ ဖနက်အပားတွေဒေါင်းမြင့်ဖနက်တွေနဲ့မတော်တဲ့ဖနက်တွေကိုလုံးဝရှောင်ပါခြေဖနောင့်ကိုထောက်ပံ့မှုကောင်းကောင်းပေးနိုင်တဲ့အောက်ခံအပြောပါတဲ့ဖနက်မျိုးကိုရွေးချယ်ဝတ်ဆင်ပါလိုအပ်ပါက စီလီကွန်ခြေနောက်ခံတွေကိုလည်းဆေးဆိုင်တွေမှာဝယ်ယူအသုံးပြုနိုင်ပါတယ်။အကန်းစော်စီဖြင့်ညင်သာစွာ နှိမ့်နယ်ပေးပါ။ ခြေဘွားလေခုံးနဲ့ခြေပနောင်းတဝိုက်ကိုကန်းစော်စီလူပြီးအသားရေစိတ်ဝင်သွားအောင် တနေ့ကို၃ချိန်လောက်ညင်သာစွာနှိမ့်နယ်ပေးနိုင်ပါတဲ့ကန်းစော်စီကခြေပနောင်းနာခြင်းဒူးနာခြင်းခါနာခြင်းနှင့်အခြားသောကြိုက်ခဲနာခြင်းဝေဒနာမှန်သမျှကို ယူပစ်လိုက်သလိုကိုတိတိတသာတတပြောက်ကင်းစေတဲ့အစွမ်းရှိပါတယ်။ခြေပနောင်းနာခြင်းမှုဟာစိတ်နှောက်ရက်ဖြစ်เสียကောင်းပေမဲ့မှန်ကန်တဲ့နီလန်းတွေနဲ့ဂယုစိုက်ပေးလိုက်ရင် အချိန်တို့အတွင်းမှာတက်တာပြောက်ကင်းသွားမှာပါနော်အားလုံးပဲကျမ်းမာပျော်ရွှင်တဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေနော်